Federal Democracy အင်အားစုများ၏မြန်မာနိုင်ငံရှိကြီးထွားလာနေသောစိုက်ဘာရာဇဝတ်မှုအကျပ်တဲပေါ်ထုတ်ပြန်ချက်2025ခုနှစ်ဇန်နဝါရီလ20ရက်မြန်မာနိုင်ငံတွင်လွန်ခဲ့သည့်၄နှစ်တာကာလအတွင်းဖြစ်ပေါ်နေသည့်ပြည်တွင်းစစ်ပဋိပက္ခများအပေါ်နိုင်ငံဖြတ်ကျော်ရာဇဝတ်ကိုင်းများ၏အမျက်ထုတ်မှုများကြောင့်လူကုန်ကူးမှုအလွဲသုံးစားမှုညှဉ်းပန်းနှိပ်စက်မှုလူသတ်မှုအာဓမ္မလိုအပ်ပေးစိတ်ခိုင်းမှုနှင့်စိုက်ဘာလိမ်လည်မှုများမှာတိတိတသားများပြားလာပါသည် စစ်အစိုးရအဆက်ဆက်ဤတရားဥပဒေစိုးမိုးရေးကိုလစ်လျူရှုခြင်းပွင့်လင်းမြင်သာမှုမရှိခြင်းတာဝန်ခံမှုကင်းမဲ့ခြင်းနဲ့အကျင့်ပြတ်ချဆမှုများကြောင့်မျိုးရစေဝါထုတ်လုပ်မှုနဲ့ရောင်းဝယ်ဖောက်ကားခြင်းအပါအဝင်တရားမဝင်ကျူးလွန်လုပ်ဆောင်မှုများသည့်မြန်မာနိုင်ငံတွင်ဆက်စုနှင့်များစွာအမြင့်တွေလာခဲ့သည် မိမိတို့ကာလရှည်ကြာထောက်ပြလာခဲ့သည့်မြန်မာအကြမ်းမတ်စစ်တပ်နှင့်စစ်ကောင်စီသည်၎င်းတို့၏နေကြာဆောက်တများပြည်သူစစ်များနှင့်အခြားမဟာမိတ်အဖွဲ့အစည်းများနှင့်အတူအထက်ပါလိမ့်လည်လက်ဆောင်မှုတရားမဝင်ရာဇဝတ်မှုလုပ်ငန်းများတွင်ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်ခြင်းမရှိဟုဆိုလျင်ပင်လုံခြုံရေးပေးခြင်းနှင့်အထောက်အကူပြုပေးခြင်းများတို့ဖြင့်တိုက်ရိုက်ပါဝင်နေသည်ကိုနိုင်ငံတကာအတိုင်းအဝိုင်းကပုံမှုရှင်းလင်းစွာမြင်တွေ့နိုင်ပြီဖြစ်ပါသည်မြန်မာနိုင်ငံ၏ Federal Democracy အင်အားစုများဖြစ်ကြသော NUG အမျိုးသားညီညွတ်ရေးအစိုးရ KNPP ၊ကင်နီအမျိုးသားတွတ်တရေးပါတီ KNU ၊ကင်အမျိုးသားအစည်းအရုံး CNF ၊ချင်းအမျိုးသားတအူ ABSDF ၊မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တအူ NSP AD ၊မွန်ပြည်သက်ပါတီစစ်အာဏာရှင်ဆန့်ကျင်ရေး WLB ၊အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံနဲ့မြန်မာနိုင်ငံရှိအခြားအဖွဲ့အစည်းများသည်လူသားပေါ်အမျက်ထုတ်မှုအလုံးစုံအားအခိုင်အမာဆန့်ကျင်ပြီး2021ခုနှစ်တွင် မတရားအာဏာသိမ်းရန်ကြိုးပမ်းခဲ့သောစစ်ကောင်စီကိုစင်စက်မပြတ်ခုခံတော်လှန်သွားရန်ဂရီကိုဝတ်ထားရှိပါသည် မိမိတို့၏ရည်မှန်းချက်များမှာတရားဥပဒေစိုးမိုးရေးနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီအုပ်ချုပ်ရေးကိုပြန်လည်တည်ဆောက်ရန်ဖြစ်သည်မြန်မာစစ်တပ်စုခွာသားသည့်နေမင်းများတွင်ကျန်းမာရေးစောင့်ရှောက်မှုပညာရေးနှင့်တရားဥပဒေစိုးမိုးရေးကဲ့သို့မရှိမဖြစ်လိုအပ်သောပြည်သူဝန်ဆောင်မှုလုပ်ငန်းများပံ့ပိုးနိုင်ရန်အုပ်ချုပ်ရေးရန်ရယာများကိုအကောင့်ထည့်ဖော်နိုင်သည့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနေမင်းများပေါ်ပေါက်လာရန်လှုံ့ဆော်နေပါသည် မိမိတို့သည်မြန်မာနိုင်ငံကိုဒေတာရင်းပြိပခါများပုံမဆွေရနိုင်စေသည်တမကဒေတာရင်းနှင့်ကဘာတဝမ်းရှိပြည်သူများကိုပါထိခိုက်စေသည့်စိုက်ဘာနှင့်အခြားရှာဆွေးမှုများ၏ဘ ਹੁ ချက်မှမဖြစ်လာစေရေးအတွက်ကာကွယ်တားဆီးရန်ခိုင်ခိုင်မာမာတန်ိဋ္ဌံချပါသည်ဤဖြစ်ပေါ်နေသောအခြေအနေများ၏တိုက်ရိုက်အကျိုးဆက်ကြောင့်ပြည်ရင်းပြည်ပဒုက္ခရောက်သူများစွာရှိနေပြီးမိမိတို့နိုင်ငံ၏လုံခြုံရေးကိုလည်းဆွေးရွာစွာချိန်ချောက်နေသောဒေတာရင်းတည်ငြိမ်ရေးကိုပါထိခိုက်လျက်ရှိသည် အကြမ်းမတ်စစ်ကောင်စီသည်၎င်း၏အာဏာတည်မြဲရေးအတွက်သာအာရုံစိစိုက်လုတ်ကင်လျက်ရှိရာဤအရေးကြီးသောပြဿနာကိုထိတိယောက်ယောက်ကင်တွယ်ဖြေရှင်းရန်မစွမ်းဆောင်နိုင်ခြင်းသို့မဟုတ်ဖြေရှင်းလိုသည့်ဆန္ဒမရှိခြင်းကိုတွေ့ရသည်မိမိတို့သည်မြန်မာနိုင်ငံ၏အနာဂတ်နှင့်အတူအထူးသဖြင့်ဒေတာရင်းရှိလူငယ်များနှင့်နိုင်ငံတကာရှိအပြစ်မဲ့ပြည်သူများအတွက်များစွာစွန့်ရင်မှုများမြင့်တက်လျက်ရှိပါသည်အစိုးရနိုင်ငံဖြတ်ကျော်မှုခွင့်များကိုထိရောက်စွာတိုက်ဖြတ်ရန်အတွက်မိမိတို့နှင့်အတူမြန်မာနိုင်ငံ၏အိန္ဒိချင်းနိုင်ငံများဖြစ်သည့် တရုတ်အိန္ဒိယဘင်္ဂလားဒေ့ရှ်လာအိုနဲ့ထိုင်းနိုင်ငံတို့အားဆက်သွယ်ရေးနဲ့သတင်းအချက်အလက်မျှဝေခြင်းဆိုင်ရာထိရောက်သောလမ်းကြောင်းများကိုတီထောင်သွားရန်မိမိတို့အရေးတကြီးတောင်းဆိုအပ်ပါသည်မြန်မာနိုင်ငံတွင်းရှိကျယ်ပြန့်သောနေမြေအသီးသီးကိုထိန်းချုပ်ထားသည့်တော်လန်ရေးဖက်ဒရယ်ဒီမိုကရေစီမိဖက်အင်အားစုများအနေနဲ့နှစ်နိုင်ငံချင်းထိတွေ့ဆက်ဆံမှုများမှ၎င်းအာဆီယံဒေတာရင်းကုလသမဂ္ဂအေဂျင်စီများမှ၎င်းနိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိပါသည် ထို့အတူအတူတကွလှုပ်ဆောင်ခြင်းဖြင့်စိုက်ပါရာဇဝဲမှုနှင့်လူသားပေါ်မျက်ထုတ်ခြင်းဆိုင်ရာရာဇဝဲမှုများကိုအမြင့်ပြတ်တိုက်ဖြတ်နိုင်ပြီးတရားမျှတမှုနှင့်တည်ငြိမ်အေဂျင့်သောအုပ်ချုပ်ရေးပြန်လည်ထူထောင်နိုင်ပြီဖြစ်သည်ဆက်သွယ်ရန်ဒေါ်စင်မအောင်အပေါင်း669 65539တက်ပရိုစတိုနီအပေါင်း666 339 2411တက်